customer တော်တော်များများက sign new လာလို့ရှိရင်ထောက်တလီနဲ့ထောက်စစ်ပြပေးပါလားဆိုရက်စကားလုံးမျိုးလေးပြောတတ်တယ်ဒါပေမဲ့မမတို့ရှင်းပြပေးရမှာဒီထောက်တန်နဲ့ထောက်စစ်တိုင်းတရားရခိုင်တော့မမှန်ဘူးအဓိကကတော့ဒီလိုဆက်အကြီးတွေသုံးတာကတော့ပို့ပြီးတော့မှန်တယ်ပို့ပြီးတော့တိကျတယ် ပါမမမင်္ဂလာပါထိုင်ထိုင်သားတို့သမီးတို့အဲ့တော့သားတို့သမီးတို့ကဒီတစ်ခါအသစ်ဝင်လာတဲ့ကလေးတွေနော်အဲ့တော့မမကသားတို့သမီးတို့ဗာလေးတွေရှင်းပြပေးခြင်းလဲဆိုတော့စိတ်နဲ့ပတ်သက်တဲ့ပစ္စည်းကိရိယာလေးတွေအသုံးပြုပုံနဲ့သူတို့ရဲ့အခေါ်ဝေါ်တွေရဲ့နောက်တစ်ခုမမတို့စီမှာသုံးနေတဲ့ရွှေစစ်ဆက်စိန်စစ်ဆက်တွေအကြောင်းကိုမမတို့ကပြပြပေးမယ်အဲ့တော့ဒါကိုမမနဲ့အတူတူကူညီပြီးတော့ production ဌာနကဒါ assistant supervisor ကိုရဲဝင်းကျော်ကနေပြီးတော့ကူညီပြီးတော့ပြပြပေးလိမ့်မယ်နော်အဲ့တော့ အရင်ဆုံးမမပြပြပေးချင်တာကဒါလေးတွေဒါလေးတွေကဆိုင်ရဲ့အရေတို့ကဲဖြတ်တဲ့အမှန်ဘလူးလေးတွေပေါ့ဒါလေးကဆယ်စားချဲ့တဲ့အမှန်ဘလူးဒါလေးဆိုအဆ40ချဲ့တဲ့အမှန်ဘလူးအမှန်ဘလူးကအဆအမျိုးမျိုးရှိတယ်ဆယ်စား15အဆအဆ20အဆ30အဆ40အဆတစ်ပြင်ရှိတယ်အဲ့တော့ဒါလေးတွေကဘယ်နေရာမှာသုံးလဲဆိုတော့ဆိုင်ရဲ့အပြစ်အနာစာကိုကြည့်တဲ့နေရာမှာသုံးလို့ရတယ်နော်နောက်တစ်ခုကကြတော့ customer အမေးများတဲ့အရာဘာလဲဆိုတော့ customer အများစုကလာလိုက်လို့ရှင်နေ ထောက်တန်လေးနဲ့ထောက်ပြပေးပါလားထောက်တန်လေးနဲ့ထောက်ပြပေးပါလားဆိုပြီးတော့လာတတ်တယ်အဲ့သူတို့ပြောနေရထောက်တန်ဆိုတာကဒါ diamond tester pan ကိုပြောတာ diamond tester pan သူကထိတ်မှာဒီ pan ထိတ်ဖြားလေးရှိတယ်เนาะအဲ့ဒါလေးကအာဒီလိုဆက်တရတော့ အမျိုးအစားအများကြီးဝင်ကြတယ်ဒါပေမဲ့အရေးသွေးအကောင်းဆုံးဖြစ်နေလက်ခံထားတာကတော့ဒီ presidium ဆိုတဲ့ဆက်ကလေး presidium ဆိုတဲ့ဆက်ကလေးကဈေးနှုန်းလည်းမြင့်တယ်လို့နောက်အတုံးလည်းများတယ် customer တော်တော်များများက site နေကိုလာလို့ရှိရင်ထောက်တန်လေးနဲ့စစ်ပြပေးပါလားထောက်တန်လေးနဲ့ထောက်စစ်ပြပေးပါလားဆိုရက်စကားလုံးမျိုးတွေပြောတတ်တယ်ဒါပေမဲ့မမတို့ရှင်းပြပေးရမှာဒီထောက်တန်နဲ့ထောက်စစ်တိုင်းတရားရဂိုင်းတော့မမှန်ဘူးအဓိကကတော့ဒီလိုဆက်အကြီးတွေတုံးတာကတော့ပို့ပြီးတော့မှန်တယ်ပို့ပြီးတော့ တည်ကြတယ်။ဘာလို့လဲဆိုတော့ lab grown diamond ကိုလည်းသူက diamond စင်တီတက်မှာ။တချို့ moisture night တွေတောင်မှ diamond စင်တီတက်တက်တယ်။နောက်တစ်ခု ပြောရရင်တော့မမတို့ဒီဆက်ကလေးဒီဆက်ကလေးကဘာလေးလဲဆိုတော့ GIA certificate ပါတဲ့စိန်တွေကိုအယောင်းဝယ်လုပ်တဲ့အခါမှာ GIA ရဲ့ကပတ် line လို့ခေါ်တဲ့ garden line မှာမမတို့ဒီ GIA ကဘာလေးရေးထားလဲဆိုတော့ GIA ဆွဲစကလုံးလေးနဲ့ခဏန်းဆယ်လုံးရေးပေးထားတယ်။အဲ့ဒါက GI ကသူ့ရဲ့စစ်ဆေးချက်ဒီစက်ရဲ့နံပါတ်ပေါ့နော် report number လို့ခေါ်တယ်အဲ့ report number guideline မှာရှိမရှိဒီစိန်ဒီတကယ် GI ကနေပြီးတော့ certificate ထုတ်ပေးပြီးသားစိန်ဟုတ်မဟုတ်ကိုမမတို့ကစစ်ဆေးတဲ့အခါမှာသုံးတယ်သူကတော့စိန်အရေးသွေးကိုအကဲဖြတ်ပေးတာမျိုးမရှိဘူးအာဒီမှန်ဘလူးလေးပေါ့နော်ဒီမှန်ဘလူးလေးကအစပေါင်းများစွာချဲ့တာအစ90ရာနေအစ1000လောက်ထိချဲ့လို့ရတဲ့ဆက်တွေရှိတယ်အဲ့တော့ဆက်လေးကမမတို့ presidium လေးရဲ့နောက်ထပ်ချင်းရရင်စစ်တဲ့ဆက်လေးရဲ့เนาะနှစ်မျိုးရှိသွားပြီအဲ့တော့မမပြပြမယ်နောက်ထပ်ဆက်လေးတစ်ခုကတော့ဒါလေးကရွှေစစ်ဆက်လေးအဲ့တော့ဒီဆက်လေးတွေကိုဘယ်လိုစစ်လို့ရလဲဆိုရင်ဒါဒါလေးတစ်ချက်တော့ထည့်ပြပေးပါအောင်အဲ့တော့မမတို့ကစပြီးတော့စစ်မယ်အဲ့တော့သူကစစ်လိုက်တာ ਨੇ ရွှေပါဝင်မှုနှုံးเนาะနောက်တစ်ခုကအာသမတ်တာပါဝင်မှုနှုံးဒါတွေပါသူကပြနိုင်တယ်ဒီမှာကြီးလိုက်လို့ရှိရင် ဒီမှာရွှေပါဝင်မှုနှုန်းက85000ခိုင်နှုန်း 18k ဆိုတာလေးတွေ့လားအဲ့တော့ဒါကသူကရွှေရဲ့အရေကိုပြပေးတာเนาะအဲ့တော့ရွှေမှာကသူက အာရွှေရွှေစင်ရွှေသား8500ခိုင်နော်ပါဝင်တယ်18 kg ဆိုတာကတော့မမတို့မြမလို့ပြောရလို့ရှိရင်မြမရွှေအရင်နဲ့ဆိုရင်သူက12ပဲရင်နဲ့သွားတူတယ်နော်18 kg ပေါ့နိုင်ငံတကာမှာတော့စိမ့်တယ်ကြောက်ထယ်တွေကို18 kg အမြင့်ဆုံးနဲ့ပဲခတ်တယ်ဘာကြောင့်လဲဆိုတော့စွန်ခုတ်ခိုင်ခမ်းမှုအရာရွှေရဲ့သဘောတရားကပဲရင်မြင့်လေလေပါဝင်မှုရွှေပါဝင်မှုနှုန်းမြင့်လေလေသူကရွှေကပျော့လေလေအဲ့တော့ တံမိုးကြီးတဲ့ကြောင်မြက်တေးတို့နောက်တစ်ခုကစိန်တို့တံမိုးကြီးတဲ့စိန်တို့ကို တတ်တဲ့အခါမှာစွန်ကုတ်ကပြော့ရင်မခိုင်ဘူးအဲ့ဒါကြောင့်မလို့စိန်တွေတွေကိုဘတော်မှ15ပဲရည်လို့16ပဲရည်လို့နဲ့လုံးလေမရှိဘူးမြမမဆိုရင်တော့အမြင့်ဆုံး23ပဲရည်နဲ့လုံးကြရတယ်နိုင်ငံတကာစံချိန်စံညွှန်းမှာတော့ 18K9 နဲ့လုံးကြရတယ် နော်အဲ့တော့ 18K ဆိုတာကတော့မြန်မာလိုပြန်ထွက်ရင်သူက12ပဲရည်နဲ့ညီမျှတယ်။ရာခိုင်နှုန်းအဖြစ်ပြောရင်ရွှေပါဝင်မှုက85ရာခိုင်နှုန်းတခြားတတ္ထုပါဝင်မှုနှုန်းက25ရာခိုင်နှုန်းရှိတယ်။အဲ့တော့ဒီဆက်နဲ့စစ်လိုက်တာနဲ့အတိအကျထွက်တယ်75%ရွှေပါဝင်မှုရှိတယ်။ 18K ဆိုတော့သူဒီ 18K ပြည့်တယ်လို့ပြောလို့ရတယ်။ရလား?ရပါရဲ့မမ။ for your elegance ချက်သေးရှိတဲ့လှပမှုတွေအတွက် Lady Grace Diamond Land အတော့ဒီဘက်ကဆက်လေးနှစ်ခုကတော့မမတို့တွေဒါလေးကစိန်စစ်တဲ့ဆက်လေးနှစ်ခုအဲဘာကွာလဲဆိုတော့တို့ရဲ့အခြေခံအလုံးလုံးပုံကတော့တူတယ်ဒါပေမဲ့ဒီဆက်တည်းရဲ့ mate မတူနောက်တစ်ခုဒီပို့ပြီးတော့တိကျမှန်ကန်မှုကို ပေးနိုင်မှုကတော့ဒီ data true ကတော့ပို့ပြီးတော့တိကျမှန်ကန်တဲ့ဘက်ကိုပေးနိုင်တယ်။သူကတော့ screen လဲကြီးတဲ့အတွက်ကြောင့်မလို့အဖြေ result ကိုလည်းပို့ကောင်းကောင်း မြင်ရတယ်။ဟိုအားကြတော့ smart process set လေးသူလည်းပဲစရင်တူးစစ်ခွဲတဲ့ set လေးပဲ။အဲ့ smart process လေးကကြတော့သူက screen လေးကတော့နည်းငယ်သေးတယ်။သူကအာအလဲအထဲမှာဖုန်းလေးတစ်လုံးလိုပုံစံမျိုးပါတယ်အဲ့ဒီကနေပြီးတော့မမတို့တွေစိန်အတုအစစ်ကိုခွဲပြီးတော့သူလည်းပဲအထဲကိုပါဆစ်လို့ရတယ်ဒီဆက်နှလုံးလုံးရဲ့အာသာချက်ကစိန်ကပ်ပြီးသားအထဲကိုပါဆစ်လို့ရတယ်စိန်အကြွေမနေမဟုတ်ဘူးအထဲကိုပါဆစ်လို့ရတယ်ဒီဆက်ကတော့မမတို့စီမှာလည်းပဲ model အမျိုးအစားအများကြီးရှိတယ်သူ ထုတ်လုပ်တာလည်းမော်တယ်အမျိုးအစားအများကြီးရှိတယ်ဒါပေမဲ့အလုံးလုံးပုံ function ကတိတ်ပြီးမကွာတဲ့အတွက်ကြောင့်မလို့သမီးတို့ဒါလေးဒီကောင်ကတော့ model က CXL2 လို့ခေါ်တယ်ဒီဘက်က Dietrich set လေးကတော့ Israel နိုင်ငံကထုတ်တာအဟိုဘက်က Smart Pro set လေးကတော့ Made in Thailand ပေါ့နော်ထိုင်းနိုင်ငံကနေထုတ်တာအဲ့တော့မမတို့ set နှလုံးစလုံးအလုံးလုံးပုံကိုတစ်ချက်လေးရှင်းပြပေးမယ်အဲ့တော့အဲ့ဒီ set တွေဘယ်လိုလုပ်လဲဆိုတော့သမီးတို့မမတို့ကနေပြီးတော့ စိန်အစစ်တပွင့်ရယ် GI စိန်အစစ်တပွင့်ရယ်နောက်တစ်ခုကကြတော့စီဇတ်စိန်ရယ်မွိုင်းစနရယ်သုံးမျိုးကိုဒီဆက်ထဲကိုထည့်ပြီးတော့စစ်ပြပေးမယ်နော်အဲ့တော့ဒီမှာဆိုရင်ဒီဆက်မှာမမတို့ရှင်းရှင်းလင်းလင်းမြင်ရတာကခုနကတော့ထည့်လိုက်တဲ့ GI စိန်အစစ်ကအဓိကဘာကြောင့်လဲဆိုတော့အပြာရောင်လေးမြင်နေရတယ်တွေ့လားအပြာရောင်လေးမြင်နေရတယ်ကြံတဲ့အပွင့်တွေကမဲသွားတယ်နော်မဲအောင်ဖြစ်တယ်ခဲအောင်ဖြစ်တယ်အဲ့ဒါကစီဇတ်နဲ့မွိုင်းစနတွေ ဒီကောင်လေးကစိန်အစစ်ရမယ်နော်အဲ့တော့ဒီလိုစက်တီရဲထဲလိုက်လို့ရှင်တော့စိန်အစစ်လားမွိုင်းစနိုက်လား CVD လားနော်အဲနောက်တစ်ခုကမမတို့ CZ လားဆိုရဲဟာတွေကိုမြင်ရတယ် left ground time လားဆိုတာလည်းပဲသိတာတယ်နော်ဒါကတော့ data true set နဲ့စစ်တဲ့ဟာအဲ့ဆိုပြီးလို့ရှင်မမ smart pro ဆိုတဲ့ set လေးနဲ့စစ်ပြအောင်မယ်ရမယ်နော်ပြပါပါစိတ်အစစ်ကဘာយ៉ាងထွက်မှာတော့အပြာအပြာအပြာយ៉ាងထွက်မယ်နော်ဟုတ်ပြီ ဲ့တော့ဒါလေးကတော့နောက်ထပ်ဆက်တစ်လုံးဒါလေးက Smart Pro လို့ခေါ်တယ်ထိုင်းနိုင်ငံကထုတ်ထားတဲ့ဆက်လေးပေါ့နော်ဒီဆက်လေးကထွက်တာသိမကြသေးဘူးအာနှစ်နည်းနည်းပဲရှိသေးတယ်ဆိုတော့သူ့ရဲ့ဤပညာကတော့သူကဒီမှာဖုန်းလေးတစ်လုံးလို့ပုံစံမျိုးအလုပ်လုပ်တယ်အဲ့တော့သူ့ screen ကတော့အပေါ်မှာရှိရတဲ့အတွက်မမတို့ဒီဆက်လေးအကြောင်းသင်မယ်ဆိုရင်မမတို့မတက်ရက်ပြီးကြီးမှာတော့ရမယ်အဲ့တော့ okay မတက်ရက်ရအောင်နော်အဲ့တော့ ဒီဆက်လေးကဒီမှာဆိုရင် start clock လေးကိုနှိပ်လိုက်မယ်အဲ့မှာ quick text ဆိုတာလေးရှိတယ်အဲ့လေးကိုနှိပ်လိုက်မယ်ဆိုတော့ဒီစိတ်လေးကိုဖတ်နေပြီဒီထဲမှာစီဆက်ရယ်မိုင်းစနရယ်စိန်အစစ်ရယ်မမထည့်ထားတယ်အသုံးမျိုးအဲ့တော့ဒီမှာဆိုရင်ကြည့်လိုက်သူ့ရဲ့ result ကစိန်အစစ်အပြာရောင်လေးတစ်ခုပဲမြင်တာတယ်ကျန်တဲ့ဟာတွေကမဲသွားတယ်တွေ့လားနော်စိန်အစစ်လေးတစ်ပွင့်မဲ့အပြာရောင်လေးထင်းထင်းရှားရှားလေး မြင်နေရတယ်။ကြံတဲ့စိန်တွေအားလုံးကမဲသွားတယ်။ Mind the night တို့စီဇက်တို့ကမဲသွားတယ်။အဲ့တော့ဒီမှာလည်းပဲမမတို့ရဲ့စိန် acid result ကို တွေးလို့ရတယ်။နော်အဲ့တော့ဒီမှာလည်းပဲသူ့ရဲ့ color reference တွေကိုဖော်ပြထားတယ်။ခုနကဆက်မှလို့ပဲ CVD ဆိုရင်ဘယ်လိုအယောင်ပေါ်မလဲ။နော်အာ diamond acid ဆိုရင်ဘယ်လိုအယောင်ပေါ်မလဲ။နော် HPHD ဆိုရင်ဘလို့အောင်ပေါ်မလဲဆိုတာကိုသိနိုင်တယ်ဒီဆက်၃လုံးလုံးရဲ့အားသာချက်ကဘာလဲဆိုတော့ဒီရောက်လာတဲ့ထွက်လာတဲ့ result ကိုမမရ printer နဲ့ထုတ်လို့လဲရတယ် print ထုတ်လို့လဲရတယ်ဆိုလိုချင်တာကဒီဆက်ကထွက်လာတဲ့ result ကို certificate ထုတ်လို့ရတယ်အဲ့တော့တအားသမီးတို့ဘာသိချင်တာရှိသေးလဲမရှိတော့ပါဘူးမ Okay အဆလို့ရှင်ပြီးလို့ရှင်တအားသမီးတို့ဒီဆက်တွေကိုလက်တွေ့စိတ်နေနဲ့စစ်ကြမယ်เนาะဟုတ်ကဲ့ပါ